ရိတ်သမားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edusi ကနေပြန်လဲကြိုးစို့လာရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့အဓိကဥရောပဖလားပြိုင်ပွဲ၃ခုစလုံးမှာဘိုးဆွဲခဲ့မှုတဲ့ပထမဆုံးအသင်းဖြစ်လာတဲ့ Chelsea စံချွဲအနာဂတ်ကိုတပတ်အတွင်းဆုံးဖြတ်ချက်ချရမယ့် Maresca Europa Conference League ဘိုလ်လူပွဲကဆွမ်းဆောင်ရေးကြောင့်ဘလုံးတော့ရတဲ့နယ်လို့ထောက်ခံခြင်းခံရတဲ့ Chelsea ကျယ်ပွဲဘယ်တော့မှမကြုံဘူးတဲ့အခင်းအကျင်းမျိုးဖြစ်လာစေခဲ့တဲ့ Chelsea နဲ့ Spurs ရဲ့ဥရောပအောင်မြင်မှုစတဲ့သတင်းများပဲဖြစ်ပါတယ် ဘောလုံးလေးညကရှင်မန်ကစားခဲ့ကြတဲ့ Real Madrid နဲ့ Chelsea တို့ရဲ့ Conference League Final မှာ Chelsea ကနောက်ဆုံးမိနစ်30အတွင်းအကောင်းဆုံးပုံစံပြသခဲ့ပြီးလေးဂိုးတကူနဲ့အနိုင်ရပိုဆွဲခဲ့ပါတယ်။ဘောလုံးပဲမတိုင်ခင်တောက်လျှောက်ပုံစံကောင်းရနေတဲ့ Patrick ကို Chelsea တို့အကောင်းဆုံးဖိအားပေးကစားပြသွားခဲ့တာဖြစ်ပြီးအဆုံးသက်ပိုင်းကောင်းမွန်မှုတွေနဲ့အတူထိုက်တိုက်တန်တန်အနိုင်ရပိုဆွဲခဲ့တာဖြစ်ပါတယ်။ Patrick က Chelsea နဲ့ပြိုင်တိုက်ဆက်ပိုင်းလိုက်ပါစော်ကစားနိုင်ခဲ့ပေမဲ့ ခံကပိုင်းမှာတော့အတော်လေးကိုယူပေါက်တွေများနေခဲ့ပြီးချယ်ဆီတိုက်ဆက်ပိုင်းကဘာမာတို့ဖွဲ့တွေခြေစွမ်းပြနေကြတာတွေကြောင့်လည်းဒီလောက်ထိဂိုးပြတ်သွားခဲ့ကြတာဖြစ်ပါတယ်။ချယ်ဆီတင်းဟာဂျန်စင်ကိုတိုက်ဆက်မှာပွဲထုတ်လာခဲ့ပြီးမာဒူအက်ခီဖာနန်ဒက်စ်ဘာမာနက်တိုစားတဲ့အထက်ကစားသမားတွေအဆုံးထုတ်လာနိုင်ခဲ့တယ်လို့ကန်စီတိုကူကူရဲလာဘာရီယာရှလေးချာလိုဘတ်ဂူစတိုတို့လည်းပါဝင်လာခဲ့ကြပါတယ်။လက်တကတော့ ESCO နဲ့ Antonio ရဲ့အစွဲတင်မှုတွေကြောင့်ဒေနေသားတွေရောက်ရှိလာခဲ့တဲ့အသင်းဖြစ်ပေမဲ့ Chelsea တဲ့လူစင်းကိုရှင်းနိုင်စရာအနေထားမှရှိမနေခဲ့ပဲ ပွဲစဉ်တွေမှာလည်းနောက်တန်းအစွန်နေရာတွေကချက်စီတိုင်းစစ်ကိုမထိန်ချုပ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ဘတ်တီတွက်အဇာဇူလီကချက်စီကို6မိနစ်မှာအဖွင့်ကစတင်သွေးယူနိုင်ခဲ့တာဖြစ်ပြီးချက်စီတို့ဘက်ကဆန်ချိုရစ်တန်ကိုဝန်ထားခဲ့ပြီးတဲ့နောက်ပွဲကစားချိန်65မိနစ်အရောက်မှသာဂျီဘာကိုစတင်သွေးယူနိုင်ခဲ့တာဖြစ်ပါတယ်။65မိနစ်မှာဖာနန်ဒက်စ်ကဘာမားရဲ့ညာတောင်ဘက်ကနေဘယ်ချီနဲ့အတွင်းကိုချိုးဝင်ပြီးတရွယ်ခုတ်ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုကောင်းထိုက်သွေးယူသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ်5မိနစ်ကြာမှကိုပါမကပဲညတော်မမရီယယ်ပက်တီနောက်ခံကိုကတ်ထားတဲ့ကြာကနောက်ပြန်လှည့်ထွက်ပြီးဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုဂျက်ဆင်ကနေရာယူမမှန်နဲ့ကောင်းတိုက်အဆုံးသတ်နိုင်ခဲ့လို့ချက်စီရောဦးဆောင်ကိုစတင်ရရှိခဲ့တာဖြစ်ပါတယ်။နောက်ထပ်6မိနစ်ကြာမှနီကိုလက်ဂျက်ဆင်ပဲဂိုးပေါင်ရှေကဒေါလှလှလှကျကျဘောလုံးဆွဲပြေးပြီးဂိုးကန်သွင်းခွင့်ရခဲ့ပေမဲ့လေဂိုးပေါင်နာဟီတော့မှဘောလုံးထုတ်တာများသွားပြီးရှေ့တလာတဲ့အဒရီယန်ကအလွယ်တကူပဲကောက်ယူသွားခဲ့ပါတယ်။ 83မိနစ်မှာအလဲကားနေဘာမာထိုးပေါက်လာခဲ့ပြီးပနရီအေရီယာဆုံမှာလွတ်နေတဲ့ဆန်ချိုစီပေးပို့ခဲ့ရမှာအင်္ဂလန်တောင်ပိုင်းကစားသမားကနောက်ခံလူတွေပိတ်ဆို့ထားတဲ့ကြားကညာချင်းနဲ့ကိုညာဘက်ထောင်တွေကိုတောက်ဖြတ်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ရီယယ်ဘက်တဲ့အင်းကလည်းဒီပါကုန်းတွေပြန်သွင်းယူနိုင်ဖို့ဒရက်ဆက်ကြိုးစားခဲ့ပြီးတော့ကိုစားထမ်းမင်းမှာတိုင်မန်တိုင်းစစ်ကနေတစင်ဂိုင်းစီတို့ကပနရီအေရီယာအပြင်ဘက်ကကိုပေဘက်အောက်ထောင်တွေကိုအပြင်ကန်သွင်းယူပြီးဘွဲကိုအဆုံးတက်ပေးခဲ့တာဖြစ်ပါတယ်။ ချဲစည်းတဲ့အတွက်တော့ပြမဆုံးချိန်မြောက် conference flag ရယူနိုင်ခဲ့တာဖြစ်ပြီးစပါးသင်းကယူရိုပါလိရထားတာကြောင့် UEFA Super Flag ကိုတော့ချဲစည်းတော့ကစားခွင့်ရမှာမဟုတ်ပါဘူးချဲစည်းတဲ့က Europa Conference Flag ကိုရရှိခဲ့တာကြောင့်လက်ရှိတင်ပါနေတဲ့အဓိက UEFA Flag ပြိုင်ပွဲ၃ခုစလုံးမှာဘိုးဆွဲမှုတဲ့ပြမဆုံးသောအသင်းဖြစ်လာခဲ့ပြီဖြစ်ပြီးအရင်တော့ UEFA Winner Flag ကိုလည်း၂ချိန်ရခဲ့ဘူးတာကိုပါထည့်တွက်ရင် UEFA ပြိုင်ပွဲ၄ခုစလုံးမှာဘိုးဆွဲမှုတဲ့ပြမဆုံးအသင်းလည်းဖြစ်လာခဲ့တာဖြစ်ပါတယ် ဒါပြင်ချန်စီသင်းဟာအဓိကဥရောပဖလားဘောလုံးပွဲတွေမှာစပိန်သင်းတွေနဲ့ရင်ဆိုင်ရမှာဂိုးပွဲဆက်တိုက်ရှုံးနေတဲ့အင်္ဂလိပ်သင်းတွေရဲ့မှတ်တမ်းစုကိုလည်းအဆုံးသတ်ပေးနိုင်ခဲ့ပြီဖြစ်ပြီးအရင်တော့အဲ့ဒီလိုမျိုးမှတ်တမ်းစုကိုအဆုံးသတ်ပေးခဲ့မှုတဲ့အတင်ကတော့နောက်တစ်ခုနှစ် UEFA ဖလားမှာအလာဘတ်ကို၅ဂိုးလေးဂိုးနဲ့အနိုင်ယူခဲ့တဲ့လီဗာပူးအသင်းပဲဖြစ်ပါတယ်။ချန်စီနီပြအန်ဆိုမာရက်စကာကအသင်းအနေနဲ့မန်ချက်စတာယူနိုက်တက်ကနေအငှားနဲ့လာကစားနေတဲ့ဂျေဒန်ဆန်ချိုရဲ့အနာဂတ်ကိုမဆုံးဖြတ်ရသေးဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တရီကဘွေရရီယပတ်တစ်ကိုလေကိုတကိုနဲ့အနာရခဲ့တဲ့ယူရိုပါကွန်ဖရင့်လိဘောလုပွဲမှာအထင်ကြီးပွဲခြေစွမ်းပြသခဲ့ပြီးဒုတိယပိုင်းမှာအသင်းအတွက်အနိုင်သေးချစေမဲ့တတိယမြောက်ကိုကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ပွဲမတိုင်ခင်ဂျီရန်ဆန်ဂျူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးမြန်းခံခဲ့ရချိန်မှာဗိုင်းရပ်စ်ကကျွန်တော်မသိဘူးခမရကျွန်တော်ကိုပြီးခဲ့တဲ့ပတ်တွေတုန်းကမတူညီတဲ့ကစားသမားတွေကြောင့်မေးတော့ကအဲ့ဒါကိုပြောခဲ့ပြီးသားပါကျွန်တော်ဒီတိုင်းမှအမြဲတမ်းပြောနေမှာပါဘာကြောင့်ဒီလိုပဲပြောရသလဲဆိုတော့ချောင်းဝင်းကိုမေးရင်တော့အဲ့ဒါကအမှန်တရားဖြစ်နေလို့ပါ ကျွန်တော်တို့မနက်ဖြန်ဘောလူပွဲကစားရဖို့ရှိနေတာအကြောင်းအခုကအဲ့ဒီအကြောင်းပြောရမယ့်အချိန်မဟုတ်ဘူးအဲ့ဒီပွဲပြီးရင်24နာရီ48နာရီလောက်ကြာရင်တော့ကျွန်တော်တို့အနာဂတ်အကြောင်းစပြီးပြောသွားတာပေါ့ဒါပေမဲ့အခုချိန်မှာဂျေရမမဟုတ်ဘူးဘယ်ကစားသမားအကြောင်းကိုမှတွေးနေတာအဆုံးဖြတ်ထားတာမရှိပါဘူးလို့တုံ့ပြန်ခဲ့တာဖြစ်ပါတယ် စာချုပ်ရဲ့အငှားစာချုပ်ထဲမှာထပ်ဆောင်ပေးချေမှုပေါင်50ပါဝင်တဲ့ပေါင်တန်း20နဲ့အပြီးသက်ခေါ်ယူခွင့်ပါဝင်နေပြီးအရိချာချက်စီအနေနဲ့ဘယ်များလီမပေးစရာအဆင့်14နေရာရဲ့အထက်မှာပြီးဆုံးမယ်ဆိုရင်အသက်ဝင်လာမှာဖြစ်တာကြောင့်အဆင့်၄နေရာနဲ့ရာသီပြီးဆုံးခဲ့ပြီးဖြစ်လို့အသက်ဝင်နေပြီလို့တောင်ပြောလို့ရပါတယ်။ဒါပေမဲ့လည်းမာရက်စကာဟာစာချုပ်ရဲ့အပြီးသက်ပြောင်းရွှေ့ပါဝင်ပဲအပြောင်းရွှေ့အကြောင်းမှမပြောခဲ့ပဲလက်ရှိမှာတော့ယူရိုဘာကွန်ဖရင့်လေးပလာကိုရရှိခဲ့ပြီးဖြစ်တာကြောင့်မကြာမီရပိုင်းအတွင်းစတင်ပြောဆိုလာမယ်လို့ယူဆရပါတယ်။ ဂျက်စီတဲဟာလာမယ့်ဇွန်လ14ရက်နေ့မှာစတင်မဲ့ကလပ်ကပဖလားပြိုင်ပွဲမှာပါဝင်ရှင်ပိုင်သွားမှာဖြစ်တာကြောင့်လူစင်းနဲ့ပတ်သက်ပြီးနောက်ဆုံးဆုံးဖြတ်ချက်ကိုမဖြစ်မနေချမှတ်ရမယ့်ဖိအားလေးရှိနေတာဖြစ်ပြီး USA မှာကျင်းပမဲ့ပြိုင်ပွဲမှာချက်စီကအောက်စုဒီမှာဖလာမင်စကို Aspirant D2 နဲ့နောက်ထပ်မဆုံးဖြတ်ရသေးတဲ့အတင်းတင်းနဲ့တူကြောက်နေတာဖြစ်ပါတယ်။ Real Madrid ပြောင်းရွှေ့စည်းကွက်ကဇွန်လတရနေ့မှာစာဖွင့်သွားမှာဖြစ်ပြီးချက်စီတင်းနဲ့ကလပ်ကပဖလားမတိုင်ခင်လာမယ့်ရာသီအထိခေါ်သွားမယ့်လူစင်းကိုအပိတ်သက်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ချက်စီကျပွင့်ကိုပါမဟာရီယဘတ်တစ်ကိုနောက်ကနေလိုက်ကစားပြီးအနိုင်ရခဲ့တဲ့ယူရိုပါကွန်ဖရင့်ပွဲစဉ်မှာပြသခဲ့တဲ့စွမ်းဆောင်ရည်ကြောင့်ဘလုံးတော်ဆုရရှိတဲ့လို့ထောက်ခံပြောဆိုခြင်းခံခဲ့ရပါတယ်။ပါမဟာအတင်းကခြေပါကိုတဲ့အနိုင်ကိုရဲ့အသေးတန်လိုအပ်နေချိန်မှာသူရဲ့ကောင်းတယောက်ဖြစ်ပေါ်ထွက်လာခဲ့ပြီးဒုတိယပိုင်းမှာဂိုးပန်တီးမှုနှစ်ချိန်နဲ့အတူအတင်းအနိုင်အောင်အကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပါပါ65မိနစ်မှာအန်ဆိုဖာနက်တက်ခေါင်းလိုက်တွင်းယူခဲ့တဲ့ခြေပါကိုကိုအကွက်မြင်မြင်ဖန်တီးပေးခဲ့တာဖြစ်ပြီးဂျက်ဆီရဲ့ဦးဆောင်ကိုမှလည်းအင်္ဂလန်တော်မှာကစားသမားရဲ့အမခန်းလောက်စီကဘောလုံးဆောင်ရင်ကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဂျက်ဆီတင်ရဲ့ဆူဘလောက်အောင်မြင်မှုမှာပါမာရဲ့ဆွမ်းဆောင်ရည်ကအထူးကကြားခဲ့တာကိုမြင်တွေ့ခဲ့ရတဲ့လူမကုန်ရဲ့ပေါ်ကပရိသတ်တွေကလက်ပြားခါခဲ့ကြပြီးဂျက်ဆီကျယ်ပွင့်ကိုဘလုံးနောက်ဆုရှင်လောင်းဖြစ်ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုဘောက်တာကိုအမှန်တိုင်းသာပြောရမယ်ဆိုရင်ကိုဘာမာကဘလွန်နော့စုပေးပွဲစင်းမြင့်ထက်မှာလမိုင်းရမယ်ရာဖညာတို့နဲ့အတူရှိနေဖို့ထိုက်တန်ပါတယ်အနည်းဆုံးတော့သူဒီယာဒီမှာလောက်ခဲ့တာတွေနဲ့ဖလားရခဲ့တာတွေကိုထည့်သွင်းစဉ်းစားရင်အဆင့်၄ကနေ၆လောက်အတွင်းမှာရှိနေမှာပဲတရားမျှတပါလိမ့်မယ်လို့ပြိဿတူကရေးသားခဲ့ပါတယ်နောက်ထပ်ပြိဿတူကလည်းဒီပွဲပြီးမှာဘလွန်နော့စုပေးပွဲစီစဉ်သူတွေအနေနဲ့ကျွန်တော်ကောင်ကြီးကိုဘာမာကိုဘလွန်နော့ပေးလိုက်တာကပိုကောင်းလိမ့်မယ်ထင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ် ကိုဘာမဟာလာမယာစီချန်မဲလီဝင်ွက်တနေရာရဖို့ကြိုးပမ်းရမှာချက်စီတင်းရုံးကန်ခဲရပြီးနောက်ဒီဟာဒီအချိန်အများစုမှာဖြစ်တဲ့ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပြီးယူရိုပါကွန်ဖရင့်လိဘိုလူပွဲမှာသူရဲကောင်းဖြစ်ခဲ့ပေမဲ့လည်းဒီနေ့ဘလွန်နော့စုကိုရရှိဖို့တစ်ပြေးနေတဲ့ကစားသမားတွေတဲ့ပါဝင်ပွဲမရှိပါဘူး။အော်စမန်ဒမီလီ၊ရာဗင်ညာ၊လမိုင်းရာမေ၊မိုဟာမက်ဆာလာတို့ဟာဒီနေ့ဘလွန်နော့စုကိုဆုတ်ကူးနိုင်ဖို့အတွက်ရေပန်းအစားဆုံးနေတာဖြစ်ပါတယ်။ချက်စီတဲ့နဲ့ဒေါ်တင်ဟော့စပါတို့နှစ်တင်းပေါင်းပြီးဘောလုံးသမိုင်းမှာအရင်ကတည်းကမမြင်တွေ့ခဲ့ဘူးတဲ့အရာတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီ အင်္ဂလိပ်အသင်းတစ်သင်းကတရားသည့်တွင်ဥရောပဖလားနှလုံးအနိုင်ရခဲ့တာမင်းထွေးရခဲ့တဲ့အရာတော့မဟုတ်ပါဘူး။မန်ချက်စတာစီးတီးနဲ့ဝက်ဆန်တို့ကလွန်ခဲ့တဲ့နှစ်နှစ်တုန်းကအဲဒီလိုလုံနိုင်ခဲ့ပြီးနောက်16ခုနှစ်တုန်းကလည်းလဘာဘူးနဲ့ချက်စီတို့ကလုံနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအရင်တုန်းကဘယ်တော့မှမဖြစ်ခဲ့ဘူးတဲ့အရာကတော့တူညီတဲ့ယာစီတစ်ခုအတွင်းမှာမတူညီတဲ့အင်္ဂလိပ်အသင်းကားတဲ့စလုံးကအဓိကဆူပလာရဲအနိုင်ရခဲ့တာဖြစ်ပါတယ်။ချက်စီတင်းရဲ့ယူရိုပါကွန်ဖရင့်လီအောင်ပွဲဟာစပါစ်လဘာဘူးခရစ်စတယ်ဘယ်လီယောဂဆယ်တို့အားလုံးဆူပလာရဲရရှိခဲ့ပြီးနောက်မှာရရှိခဲ့တာဖြစ်ပြီး တော်ရံဟောစပါသင်းဟာယူရိုပါလိဖလာရခဲ့တဲ့အတွက်ပေါင်၁၀တန်းဝင်းကျင်ရရှိမှာဖြစ်ပေမဲ့ချက်စီကတော့ယူရိုပါကွန်ဖရင့်လိဖလာရရှိခဲ့တဲ့အတွက်ပေါင်၆တန်းအောက်သာရရှိမှာဖြစ်တယ်လို့ဒေါ့စပိုကဖော်ပြခဲ့ပါတယ်။လာမယ့်ရာသီဥရောပပြိုင်ပွဲတွေမှာပရီးမီးယားလိဂ်ကလပ်အသင်းကိုအသင်းအထိပါဝင်ရှင်ပိုင်တွားကြတော့မှာဖြစ်ပြီးစပါးစ်ကယူရိုပါလိဖလာကိုရခဲ့တာကြောင့်ချန်ပီယံလိဝင်ခွင့်ရခဲ့တယ်လို့ချက်စီကလည်းအဆင့်၄နဲ့ပြီးဆုံးခဲ့လို့ဥရောပထိပ်တန်းပြိုင်ပွဲမှာပါဝင်ရှင်ပိုင်ကိုရရှိခဲ့တာဖြစ်ပါတယ်။ ပဲမြားလီချန်ပီယံလီဗာပူးဒုတိယနေရာကအာဆင်နဲ့တတိယနေရာကမန်စီးတီးနဲ့အဆင့်၅နေရာကနျူကာဆယ်တို့ကလည်းချက်ဆီဆဗာရိုနဲ့တူချန်ပီယံလီပြိုင်ပွဲမှာပါဝင်ဆင်နွှဲသွားကြမှာဖြစ်ပါတယ်။အဆမ်ဘီလာရဲ့ရာသီဘိတ်ပွဲစဉ်မှာမန်ယူနိုက်တက်ကိုအငင်းပွားပွဲရှုံးနေမှုကြောင့်ချန်ပီယံလီဝင်ခွင့်လွဲချော်ခဲ့ပြီးအဆင့်၆နေရာနဲ့ယူရိုပါလီဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဗီလာနဲ့တူအဖေဗလာချန်ပီယံဖြစ်ခဲ့တဲ့ခရစ်စတယ်ပဲလီကယူရိုပါလီမှာရှင်ပိုင်သွားမှာဖြစ်ပြီးနော်တင်ဖော်ရက်စ်ကအဆင့်9နေရာနဲ့ပြီးဆုံးခဲ့ပြီးတော့ 1995-1996ရာသီတောင်ပိုင်းပရမာဆုံးကျင့်ဥရောပပြိုင်ပွဲမှာပြန်လည်ရှင်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီးယူရိုပါကွန်ဖရင့်လိမှာပါဝင်ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။အခုလိုမျိုးတရင်တရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport ETC YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝေယောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။